ေချိုရိုကိုဒီလိုက်မှာဘူးသူရာပြမြဝေဆွေးနေကျင်တာကတော့ဒီကားထဲမှာအသုံးပြုတဲ့ ABS စနစ်ပေါ့နော်ဒီ brake စနစ်မှာအသုံးပြုတဲ့ ABS စနစ်နဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ကိုဘူးသူရာပြမြဝေဆွေးနေကျင်ပါတယ်အဲကျွန်တော်ဒီလော်လေကူကူနဲ့ပေါ့နော်မြင်တာအောင် အင်ဂျင်ချထားတဲ့အဲကားတစီးက brake စနစ်ကိုမိတ်ဆွေတို့ကိုဒါပြပြီးတော့မှမြဝေကျင်ပါတယ်အဲကျွန်တော်တို့ဒီကားကတော့ကလူကြာပေါ့ဗျာနော်အဲကလူကြာကားမှာကျွန်တော်တို့ဒီ ABS စနစ်အဲတုံးထားပါတယ်အဲဒီ စနစ်ပေါ့ဗျာเนาะအဲ့ဒီမှာဒီကားတစ်စီးရဲ့ဖွဲ့စည်းတိစောက်ထားတဲ့ bridge စနစ်ရဲ့ပုံစံလေးကိုအရင်ဆုံးမျှဝေခြင်းပါတယ်အဲဒါပြီးသွားရင်တော့ ABS စနစ်သုံးရတဲ့အဲတချို့ရည်ရွယ်ချက်တွေရှိတယ်ပေါ့ဗျာเนาะအဲ့ဒီဘိုင်းကြီးလည်းကျွန်တော်ထည့်သွင်းပြီးတော့မျှဝေဆွေးနွေးပါမယ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်ဒီအာကားမှာသုံးထားတဲ့ bridge စနစ်ကိုအရင်ဆုံးကကားလေးမှာဆိုလို့ရှိရင် ABS စနစ်ကိုမသုံးထားဘူးပေါ့เนาะ ABS စနစ်ကိုမသုံးမှန်းနဲ့သူတို့က yoyo brake hydraulic brake ကိုပဲသုံးကြပါတယ် ဲ့တော့ဒါက hydraulic brake ကိုသုံးထားတဲ့ပုံစံပေါ့ဗျာနော်ဒါကဒီမှာ brake sieve ရှိမယ်နောက် master cylinder ရှိမယ်နောက်ဒီကျွန်တော်တို့ brake servo ဆိုပြီးတော့ရှိမယ်ပေါ့နော်ဒီ brake servo ထားရတဲ့ရည်ကရည်ချက်ကကြတော့အဲကျွန်တော်တို့ဒီ brake ကိုနင်းလိုက်တဲ့အခါမှာခြေနင်းအားကအပုံမှန်ပေါ့နော်ဒီ brake servo မပါပန်းတဲ့ဒီတိုင်းပဲဆိုလို့ရှိရင်တအားနင်းရတယ်မာတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ကဒီ servo ထည့်ထားတဲ့အတွက်ပို့ပြီးတော့တတောင်တတာနဲ့ အဲဒီ break နင်းတဲ့အခါမှာပေါ့ပါပါလေးနင်းလို့ရအောင် break စာပုံကိုထည့်ထားတယ်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်၄ byte ရှိမယ်ပေါ့နော်အဲ့ဒီ၄ byte ကဘယ်နဲ့တွေထားလဲဆိုတော့ engine ရဲ့ inlet နဲ့တွေထားပြီးတယ်ပေါ့နော်အဲ့တော့ကျွန်တော် engine နှိုးထားတယ်ဆိုလို့ရှိရင် break နင်းရတာကတထောင်းတတာနဲ့ပေါ့ပါပါရှိနေမှာဖြစ်ပါတယ်အဲ့တော့ဒါကကြတော့အဲ break စီဘူးမှာဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာဗာရေးထားလဲဆိုတော့ဒီဒီမှာ dot 3တို့ဗာတို့ရေးထားတယ်ပေါ့ဗျာနော်အဲဒါကဒီထဲမှာ break စီထည့်မယ်အဲ့ဒီမှာအဲကျွန်တော်ဒီ break ရဲ့နင်းလိုက်တယ်ဆိုလို့ရှိရင်ဒီ master pan ကနေပြီးတော့ကျွန်တော်ဒါ ပုံမှန်ဆိုတော့ဒါ master plan လို့ခေါ်တာပေါ့နော်ဒါသူ့ရဲ့အစာရဆိုတော့ master cylinder လို့ခေါ်တယ်အဲ့ဒီ master plan မှာဆိုလို့ရှိရင်ဒီကားကကျွန်တော်တို့ဘိန်း၄ဘိန်းပါမယ်ပေါ့ဗျာနော်အဲ့ဒီဘိန်း၄ဘိန်းအတွက်ကို shift brake knob brake တွေအဲ့ဒီ shift brake knob brake ၄ဘိန်းကိုသူက master plan ကနေပြီးတော့တကယ်တမ်းထွက်တဲ့ပိုက်ကနှစ်ပိုက်ပဲထွက်တယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှခြေဘင်းအတွက်ကျွန်တော်တို့ပြန်ပြီးတော့ခွဲထွက်တယ်နောက်ဘင်းအတွက်ခွဲထွက်တယ်တချို့ရဲ့ brake system မှာကတော့ crossing ခေါ်တာပေါ့ရှေ့ညာနောက်ဘယ်နောက်ရှေ့ဘယ်နောက်ညာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သူက break ဖမ်းပေးတယ်ဒါကကားရဲ့အဲဒီဘယ်လိုပြောမလဲ drive train စနစ်ရဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ပုံစံပေါ်မူတည်ပြီးတော့မှအဲသူတို့က brake စနစ်ကိုလည်းအဲဒီဘယ်လိုပြောမလဲသူ့ရဲ့ design အရဖွဲ့စည်းထားတယ်ပေါ့ဗျာနော်အဲ့ဒီမှာ master band ကနေပြီးတော့ထွက်လာတဲ့ brake bike နှစ်ပိုက်က ABS စနစ်မပါဘူးဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့ကျွန်တော်ဒီကားရဲ့ ဘိန်း၄ဘိန်းကိုခွဲထွက်ပေးတယ်ဂျားထဲမှာဆိုလို့ရှိရင်တော့အပီဘားတို့ဘာလို့ပါအောင်မယ်ပေါ့ဗျာနော် promotional ဘားတွေပါအောင်မယ်အဲဒါပေမဲ့ ABS နဲ့ပါလာခဲ့တဲ့ကားတွေမှာကြာတော့ဘာဖြစ်သွားလဲဆိုတော့ဒီနေရာမှာရှိနေတဲ့ brake bike ကဘယ်ထဲဝင်သွားလဲဆိုတော့ကျွန်တော်ဒီမှာကြည့်ရမယ်ဆိုလို့ရှိရင်ဒါကိုကျွန်တော်တို့ခေါ်နေတာက ABS on လို့ခေါ်တယ်ပေါ့ဗျာနော်အဲ့တော့ ABS on မှာဆိုလို့ရှိရင်ဒီမှာဆိုရင်မော်တာတွေပါမယ်ပြီးရင်ထဲမှာဆိုရင် solenoid တွေပါမယ်ပေါ့နော် ပြီးတော့အဲ့ဒီ solenoid တွေကိုထိမ့်မဲ့မော်တာကိုထိမ့်မဲ့ wiring စနစ်တွေလည်းပါလာမယ် ဒါအပြင်သူမှာ control စနစ်လည်းပါလာတယ် control ဘူးလည်းပါလာမယ် skill control ECU လို့ခေါ်တယ် ABF ABF အတွက် ECU သီးသန့်လည်းပါလိမ့်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက်ချိုကားမှာတော့ ECU သီးသန့်မပါဘဲနဲ့ဒီအုံမှာပဲတစ်ခါလဲတွဲထားတဲ့ပုံစံမျိုးလည်းရှိတယ်ပေါ့ဗျာနော်ဘယ်လိုပဲဖြစ် control စနစ်တော့ပါလာတယ်အဲ့ဒီမှာဝင်လာတဲ့ byte နှစ် byte ရှိတယ်ကျွန်တော်ခုနကတော့ပြောတယ် master bank ကနေဝင်လာတဲ့ byte နှစ် byte ကဒီမှာပေါ့နော်ဒီ byte နှစ် byte ဖြစ်မယ်အဲ့ဒီကနေပြီးတော့မှဒီ ABF ထဲကိုဝင်သွားတဲ့အခါမှာ byte ကဒီမှာဆိုရင်အားလုံးပေါင်း လေးပိုက်ပြန်ပြီးတော့ခွဲထွက်သွားတယ်ပေါ့ဗျာเนาะကျွန်တော်ဒီမှာဆိုလို့ရှိရင်အဲကြီးမယ်ဆိုရင်ပေါ့เนาะဒီမှာအားလုံးပေါင်းလေးပိုက်ခွဲထွက်သွားတယ်ပေါ့เนาะအဲ့ဒီနေရာမှာကျွန်တော်တို့ break byte တွေကခွဲထွက်သွားတဲ့အခါမှာအဲဒီဥပမာအနေနဲ့ပေါ့เนาะဒီ ABS on ကိုလဲပြီဆိုလို့ရှိရင်ဒီ break byte တွေလုံးဝမှားယွင်းတက်ဆင်လို့မရပါဘူးကျွန်တော်မှားရင်တက်စင်တဲ့အခါမှာဘာပြဿနာတက်လဲဆိုတော့အဲဒီ break ကတစ်ဖက်ကမိတယ်တစ်ဖက်ကမမိတဲ့ပြဿနာမျိုးတွေတက်တယ်ပေါ့ဗျာနော်ဒါကြောင့်ကျွန်တော်တို့ break byte တွေကိုတက်စင်တဲ့အခါမှာ လုံးဝမှားရင်တက်ဆင်လို့မရဘူးဒါပြင် rate bike တွေကိုအဲဒီ net တက်တဲ့အခါမှာပေါ့နော်နည်းနည်းလေးစောင်းသွားတာနဲ့ brake ရဲ့ဖိအားကဒီ brake စီရဲ့ဖိအားကိုပေါက်ခံနိုင်မှာမဟုတ်ဘူးအဲ့တော့ brake မမိတဲ့ပြဿနာမျိုးတွေဖြစ်နိုင်တယ်နော်အဲ့တော့ကျွန်တော်ဒီမှာဒီအားနေပြီးတော့မှ၄ခုခွဲထွက်သွားပြီးတော့မှကျွန်တော်ဒီမှာဆိုလို့ရှိရင်အဲဒါဆိုလို့ရှိရင်ရှင်းညာဘိန်းအတွက်ပေါ့နော်အဲ့ဒီအားနေပြီးတော့မှကျွန်တော်တခြား bike တွေဒီမှာ၃ bike သွားထားတယ်ပေါ့နော်ဒီမှာဆိုရင်၃ bike သွားထားတယ်အဲ့ဒီအားနေပြီးတော့မှဒီ bike ကကြတော့ရှင်းဘယ်ဘိန်းအတွက်ဒီနှစ် bike ကကြတော့ နောက်ကနှစ်ပိုင်းအတွက်ပေါ့နော်အဲ့လိုမျိုးနဲ့သူကအာခွဲထွက်သွားတယ်အဲ့လိုခွဲထွက်သွားတဲ့အခါမှာဒီ brake ကိုနင်းလိုက်တဲ့အခါမှာဆိုလို့ရှိရင်အဲကျွန်တော်ဒီ brake ရဲ့ဖိအားနဲ့ပဲကားဘင်းတွေကိုဖမ်းမိတာဖြစ်ပါတယ်အဲ့တော့ကားဘင်းတွေမှာဘာတွေထက်ရှိအောင်လဲဆိုတော့ piston တွေထက်ရှိမယ်ပေါ့ဗျာနော်အဝီးစလင်နာလို့ခေါ်တဲ့အဲဒီပြောမယ်ဆိုတော့ piston တွေနဲ့ seal တွေနဲ့ရှိအောင်မယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှအာဒီ brake drum တို့ brake rotor တို့အဲ့ဒါတွေကိုအဖမ်းမိတယ်ပေါ့နော် brake နဲ့အတူလိုက်လည်နေတဲ့ brake band တွေ brake rotor တွေကိုအာပြန်ပြီးတော့ဒီ brake ကို brake ဖမ်းပေးတယ်အဲဒီလိုပုံစံမျိုးနဲ့ဒါကားရဲ့ brake စနစ်ကလုံးဆောင်ပြီးတာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့အာဘာဖြစ်လို့ ABS စနစ်ကိုထည့်ထားတာလဲဒီ brake စနစ်နဲ့ကောမရဘူးလားဗောနော်တကယ်တကယ်ကတော့ကားရဲ့ brake စနစ်ကမူရင်းတူလာတဲ့ပုံစံမှာကြတော့ဒီလိုမျိုးစနစ်ပဲဗောနော်ဒါ hydraulic brake စနစ်ကိုပဲသုံးထားတယ် brake C နဲ့ဗောဗျာနော်အသုံးပြုကြတယ်ဒီလိုပုံစံမျိုးပါပဲအဲ့ဒီနောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့ကားတွေကအရင်တော့ကားတွေကမြန်နှုံးက အရင်မများဘူးပေါ့ဥမာကီလို20တွေ30တွေလောက်နေပဲသွားတယ်ဆိုပေမဲ့နောက်ပိုင်းမှာပါဖြစ်လာလဲဆိုတော့ brake အဲကားရဲ့မြန်နှိုးတွေတအားမြန်လာတဲ့အခါမှာ brake စနစ်ကလည်းပူပြီးတော့ average ညှစ်လာဖို့လိုအပ်တယ်ပေါ့နော်ပူပြီးတော့အဆင့်ညှစ်လာဖို့လိုအပ်တယ်အဲ့ဒါကြောင့်ပေါ့နော် ABS စနစ်တွေကိုဖန်တီးတိဆောက်လာကြတယ်အဲ့တော့ ABS စနစ်ကိုတိဆောက်လာတဲ့အခါမှာနောက်ပိုင်းမှာဆိုရင် ABS တွေ TRC တွေ VSC တွေအစရှိသည်ဖြင့် BA တွေပေါ့ဗျာနော်အဲ့လိုမျိုးဒီ brake စနစ်မှာ အဲထပ်ပေါင်းလာတာတွေအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ live မှာကတော့ ABS စနစ်နဲ့ပတ်သက်တဲ့အပိုင်းရယ် ABS စနစ်နဲ့ပတ်သက်တဲ့ပြစ်ချက်တချို့ကိုပဲကျွန်တော်ကမျှဝေချင်တာဖြစ်တဲ့အတွက်ဒီဘိုင်းကိုပဲကျွန်တော်ပြန်ပြီးတော့ဥတည်လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီ ABS စနစ်ကိုတက်ဆင်လာရတဲ့ရည်ရွယ်ချက်ကကြတော့အလွယ်ပြောမယ်ဆိုတော့ desktop မဖြစ်အောင်လို့ပြောရမှာပေါ့ဗျာနော်အဲ့တော့ desktop ကဘယ်လိုပုံစံမျိုးလဲဆိုတော့ဥမာပြရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ကားဘိန်းကအဲဒီလိုမျိုးပါနော်အဲ့တော့ဒီမှာဒီကားဒီကားတစ်စီးက brake ဖမ်းလိုက်တဲ့အခါမှာ ABS စနစ်မပါဘူးဆိုလို့ရှိရင် ဒါကကျွန်တော်တို့ဒါပြောမယ်ဆိုလို့ရှိရင်ဒီကြမ်းကြီးကချောနေတယ်အဲ့နေသားမှာဆိုရင် ABS နဲ့မပါတဲ့ကားတွေက brake ကိုစောက်မိနေလိုက်တဲ့အခါမှာဒီကြမ်းကြီးနဲ့တာယာနဲ့တာယာပန်းဘလောက်ပဲရှိရှိအကျွန်တော်ဒီကြမ်းကြီးမှာဆိုရင်ချောထွက်သွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကားကဒူးတိုက်ပြီးတော့အဲရှေ့ကိုသွားတယ်အဲ့ချိန်မှာ CRN ဘလောက်ပဲအာဘယ်ကွေညာကွေကွေကွေကားကဒူးတိုက်ကြီးသွားတာဖြစ်တဲ့အတွက်ရှေ့မှာရှိနေတဲ့အာဒီအာဘလော့တုံးတွေရှိမယ်အပင်တွေရှိမယ်အစာကြီးစီပြင်ပါဗျာနော်အဲ့ဒီဘိုင်းတွေကို သွားပြီးတော့အာဒီတိုက်သွားနိုင်တယ်ဗောနော်အဲ့လိုမျိုး desktop ဖြစ်ချင်းကိုကာကွယ်ပေးခြင်းနဲ့အတွက် ABS နှစ်ကိုတက်ဆင်ထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ ABS နှစ်ကိုတက်ဆင်ပြီးတော့မှ ABS နှစ်ကဘယ်လိုလုပ်ပြီးလဲဆိုတော့ကျွန်တော်တို့ကထင်လိုက်မယ် ABS နှစ်ဆိုတာကကားဘရိတ်ကိုပို့ပြီးတော့မိအောင်လုပ်ပြီးတယ်အမိကျန်းအောင်လုပ်ပြီးတယ်လို့ထင်ကောင်းထင်နိုင်တယ်တကယ်တကယ်တော့ ABS နှစ်ကဘရိတ်ရဲ့နေလိုက်တဲ့ကျွန်တော်တို့ရဲ့ခြေနင်းရဲ့အားကိုပြန်ပြီးတော့ short ချပေးတဲ့စနစ်ဖြစ်တယ်လို့ပြောရမှာပေါ့ဗျာနော်ဒီနေရာမှာမော်တာရှိတယ် ကျွန်တော်တို့ကဒီမှာ master pack ကနေလာတဲ့အဲဒီ brake စီရဲ့ဖိအားရှိမယ်ဒီထဲကိုဝင်သွားမယ်ဝင်သွားပြီးတာနဲ့သူကပုံမှန် ABS စနစ်တွေကပုံမှန် brake နင်းတဲ့အချိန်မှာလုံးဝလုံးမလုပ်ဘူးအဲ့တော့ car brake ကိုပုံမှန်အတိုင်းပဲကျွန်တော်ချိန်နေအားနဲ့ပဲ brake ဖမ်းမိတယ်အဲ့ဒီမှာကျွန်တော်က desktop ရုပ်တရက်အုံးနဲ့ဆိုနင်းလိုက်ပြီဆိုတဲ့အနေအထားမှာ car brake တွေကလုံးဝကိုရက်တန့်သွားပြီးတော့ slip ဖြစ်သွားခြင်းကိုကာကွယ်ပေးခြင်းတဲ့အတွက်ဒီ ABS စနစ်မှာအဲ့ဒီအချိန်မှာမပါလို့လဲဆိုတော့ motor ကလွတ်လွတ်တယ် motor လွတ်လွတ်ပြီးတော့မှကျွန်တော်တို့နင်းလိုက်တဲ့ ချိန်နှင်းအားကိုပြန်ဆုပ်ယူတဲ့သဘောမျိုးလုပ်တယ်ပေါ့ဗျာเนาะအဲ့ pressure ကို short ချလိုက်ပြန်နှုတ်ပေးလိုက် short ချလိုက်ပြန်နှုတ်ပေးလိုက်လှုပ်ချင်းအားဖြင့်ကားဘိန်းတွေကိုအဲကျွန်တော်ပြောမယ်ဆိုရင်တစ်စက္ကန့်အတွင်းမှာကိုသူကဖမ်းလိုက်လွတ်လိုက်ဖမ်းလိုက်လွတ်လိုက်နဲ့ဖြစ်ပြီးတော့မှာကျွန်တော်တို့အနေနဲ့ desktop ဖြစ်ချင်းကိုဒါ ABS စနစ်ကကာကွယ်ပေးတာဖြစ်ပါတယ်เนาะဒီလိုပုံစံမျိုးနဲ့အဲဒီကားရဲ့ brake စနစ်တွေက desktop ဖြစ်ပြီးတော့မှာသွားပြီးတော့အဲဒီရှေ့မှာရှိနေတဲ့အတားအဆီးတွေကိုတိုက်သွားနိုင်တယ် CRM ဘလောက်ပဲလှဲ့လှဲ့ ာကျွန်တော်တို့ကားကဒီတက်ကြီးသွားတဲ့အတွက်ဆလစ်ဖြစ်သွားတဲ့ပုံစံမျိုးဖြစ်သွားနိုင်တယ်ပေါ့ဗျာနော်ဒါကြောင့် ABS စနစ်ကိုတက်ဆင်ထားတာဖြစ်ပါတယ်အဲ့တော့ ABS စနစ်အလုံးမလုံဘူး ABS စနစ်မကောင်းဘူးပေါ့ဗျာနော်မကောင်းရင်ရော brake စနစ်အလုံးလုံလားဆိုတော့ ABS စနစ်အလုံးမလုံလေအဲ brake စနစ်ကတော့အလုံးလုံပါတယ်ဘာကြောင့်လဲဆိုတော့အဲ ABS စနစ်ဆိုတာကကျွန်တော်တို့ electronic နဲ့ထိန်းချုပ်ထားတဲ့အပိုင်းဖြစ်တယ်အဲ့လိုမျိုး electronic နဲ့ထိန်းချုပ်ထားတဲ့အပိုင်းဖြစ်တဲ့အတွက်ဒီ ABS စနစ်အလုံးမလုံဘူးဒီဒီပေါ့နော် circuit ဘိုင်းကအလုံးမလုံဘူးဆိုတဲ့အနေအထားမှာကျွန်တော်က brake ကိုနင်းလိုက်မယ်။အဲ့ဒီကိုအနေထားဆိုရင် ABS နဲ့လုံးမလုပ်တဲ့အတွက် dead stop တော့ဖြစ်သွားမယ်။ brake ကတော့အမိကျန်းနေပေါ့ဗျာနော်။အဲ့လိုပုံစံမျိုးတော့ဖြစ်သွားမယ်။ brake ကတော့မိတာတော့မိနေတော့မယ်ပေါ့ဗျာနော်။အဲ့တော့တချို့ကြတော့လည်းအဲ့ဒီ ABS မီးလင်းတဲ့အခါမှာအဲကျွန်တော်လုံးဝအဲဒီအဲမပြင်းမှန်းနဲ့ပေါ့နော်ဒီတိုင်းပဲထားကြတယ်အဲ့ဒါတော့လုံးဝမကောင်းပါဘူးညံတော့မြင့်မောင်းတဲ့အခါမှာ desktop ဖြစ်လို့ရှိရင်အရန်အန်ဒီရများပါတယ်ပေါ့နော်ဒါကြောင့်ကျွန်တော် EBS စနစ်နဲ့ပတ်သက်ပြီးတော့မှဘယ်လိုလုပ်လဲဆိုတာလေးရှင်းပြချင်တာပါအဲ့တော့ EBS စနစ်ကကျွန်တော်တို့ဒီ ဒီမှာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ပြောပြောနေတဲ့ EBS အုံပေါ့ဗျာနော်အဲ့သူ့မှာ control boost skill control ECU လို့ခေါ်တဲ့ EBS control ECU ပါမယ်အဲ့ဒီ EBS control ECU ကဘယ်အချက်လက်တွေယူလဲဆိုတော့ engine နဲ့သက်ဆိုင်တဲ့ engine gear ပေါ့ဗျာနော် power train စနစ်ကအချက်လက်တွေယူတယ်ပြီးရင်ကားရဲ့မြန်နှုန်းကားရဲ့မြန်နှုန်းကိုကြတော့ဘယ်ကယူလဲဆိုတော့ကျွန်တော်နမူနာအနေနဲ့တော့ပြပေးပါမယ်ဒါဒီကားဘိန်းတွေတက်ထားတဲ့အတွက်အဲ့ဒါကတော့ကြီးဖို့တော့နည်းနည်းလေးတော့ခက်ခဲမယ်ဗျအဲ့ကျွန်တော်ဒီမှာဆိုလို့ရှိရင်အဲနှစ်ပိုက်ရှိတယ်ပေါ့နော် အဒီဘိုက်ကကြတော့ဒီဘက်ညာဘက်မှာရှိနေတဲ့ဒီဘိုက်ကကြတော့ဒါကအကျွန်တော်တို့ brake seat bike အပေါ်မှာဒီကောင်ကကြတော့အကျွန်တော်ဘာလဲဆိုတော့ဒီမှာအဝါယာကြိုးရှိတယ်ဗောနဒီထဲမှာဝါယာကြိုးအဲ့ဒါကကြတော့ ABS sensor လို့ခေါ်တဲ့ပစ္စည်းဖြစ်ပါတယ်အဲ့တော့ ABS sensor ကဒီကားဘေးရဲ့လေပတ်မှုကိုသူကအာရုံခံမိတယ်အဲ့တော့ ABS sensor ကကားဘေး၄ဘေးရှိတဲ့အတွက် ABS sensor ၄ခုရှိမယ်အဲ့တော့ ABS sensor ကလာတဲ့အချက်လက်ပေါ်မူတည်ပြီးတော့မှကျွန်တော် skate control ECU ကနေပြီးတော့မှအဲဒီ ကားရဲ့မြန်နှုန်းကိုသိရပြီကားရဲ့မြန်နှုန်းကိုသိရတဲ့အခါမှာအဲဒီကားကတော့ဘလောက်နှုန်းနဲ့သွားနေတယ်ပြီးရင် brake နင်းလိုက်တာလားနင်းပြီဆိုလို့ရှိရင် ABS နဲ့လုံးလုံးပြီးတော့မှအဲအဲ့ဒီ ABS ကစတင်ပြီးတော့အဲဒီအဲကားဘင်းကားဘင်းတွေကိုဒီ desktop မဖြစ်အောင်ထိမ့်ချုပ်ပြီးတာဖြစ်ပါတယ်အဲအဲ့ဒီနေရာမှာကျွန်တော်အဖြစ်များတဲ့ပြစ်ချက်က ABS မီးလင်းတယ်ပေါ့နော်ကားရဲ့တိုင်ခွက်မှာအဲဒီမောင်းနေရင်းနဲ့ ABS မီးလင်းတယ်သို့မဟုတ် set နှိုးထားရင်းနဲ့အင်ဂျင်နှိုးထားရင်းနဲ့ ABS မီးလင်းတယ်ဆိုတော့ ပြဿနာကြီးကျွန်တော်တို့တော်တော်များများကြုံတွေ့ရတယ်အဲ့တော့ ABME လင်းပြီဆိုရင်ဘာကြောင့်လဲ ABME လင်းနိုင်တဲ့ပြစ်ချက်တွေကတော့အများကြီးပဲရှိမယ်အဲဒီခါလေးမှာဆိုလို့ရှိရင်ဒီ Whisper sensor လို့ခေါ်တဲ့ဒီကားဘေးမှာတက်ဆင်ထားတဲ့ ABS sensor တွေကအဲဒီအဲပျက်စီးတာမျိုးတွေနောက်ဒီ ABS အဲ့ဒီ sensor တွေအာယုံခံညှို့တဲ့အဲ signal router လို့ခေါ်တဲ့ပစ္စည်းတွေပြက်တာမျိုးတွေနောက်တချို့ကားတွေမှာဆိုရင် hub ဘောမှာအထဲထဲမှာတန်လိုက်ပါတယ်အဲ့ဒီတန်လိုက်နေပဲ ABS sensor ကအလုံးလုံးတယ် အဲ့လိုလောက်တဲ့အခါမှာအဲ့ဒီဟဘောလဲတဲ့အခါမှာဟဘောပြောင်းပြန်တက်မိတာတို့နောက်ဒီတက်ဆင်လိုက်တဲ့ဟဘောမှာအဲကျွန်တော်တို့တန်လိုက်မပါတာတို့ဒါရီယာဆိုတဲ့ EBM လင်းစေတယ်ဒါပြင် EBM ကျိုးတွေကကြွက်ကြိုက်လို့ပြက်တာမျိုးတွေဒါရီယာဆိုတဲ့ EBM လင်းစေတယ်ဒါပြင်ကျွန်တော်ခုနပြခဲ့တဲ့ EBM အုံပေါ့ဗျာနော်သူကမော်တာနဲ့ဒီဆိုလိုနိုက်တွေကတွဲရက်လာတာအဲ့အတွက်ကျွန်တော်တို့ဒီမော်တာနဲ့ဆိုလိုနိုက်တွဲရက်လာတဲ့အတွက်ပေါ့နော် အဲ့ဒီဒီပစ္စည်းပေါ့နော်ဒီပစ္စည်းမကောင်းဘူးဆိုရင် မော်တာဂျမ်းဖြစ်တာပဲဖြစ်ဖြစ်ဆလိုလိုက်တွေဂျမ်းဖြစ်တာပဲဖြစ်ဖြစ်အဲ့ဒီမှာဆိုရင်လည်း EBM ကြီးလင်းစေပါတယ်အဲဒါပေမဲ့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်တော့ ABS ကမော်တာပိုင်းပဲဖြစ်တာပဲဖြစ်ဖြစ်အထဲထဲမှာရှိနေတဲ့ဆလိုလိုက်ပိုင်းကဖြစ်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ကတော့ဒီအွန်လိုက်ပဲလဲတယ်ပေါ့နော်ပြင်လာတော့တိတ်တော့ပြင်လေးတော့တိတ်တော့မရှိပါဘူးအာအဓိကတော့အထဲထဲကဒီသူ့ရဲ့မော်တာဆိုရင်လည်းမော်တာရဲ့ spare ဘက် နည်းနည်းခက်ခဲတဲ့အတွက်ပေါ့နော်မော်ဒီ ABS ဆိုရင်ကျွန်တော်အုံလိုက်ပဲလဲကြတယ်ပေါ့နော်အဲ့တော့ ABS နဲ့ပတ်သက်ပြီးတော့ခုနလိုမျိုးအပြစ်ချက်တွေဖြစ်တယ်ပေါ့ဗျာနော်အဲ့လိုပြစ်ချက်တွေဖြစ်တဲ့အခါမှာကျွန်တော်တို့အနေနဲ့ဘာလို့မလဲဆိုတော့ diagnosis scanner တော့လိုမယ် diagnosis scanner နဲ့ထိုးစစ်ပြီးတော့မှဘယ်ပိုင်းကဖြစ်တာလဲစံစာကဖြစ်တာလားစံစာမှာလည်း၄ခုရှိမယ်ရှေ့ဘယ်ရှေ့အရှေ့ဘယ်ရှေ့ညာနောက်ဘယ်နောက်ညာအဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်တို့ကအပြစ်ချက်ကုန်းနဲ့ပြီးလို့ရှိရင် live data နဲ့ကြည့်ကြည့်ပြီးတော့ကားအောင်မောင်းဆန်းကြည့်မောင်းဆန်းကြည့်ပြီးတော့မှဘယ်ဘင်းကတော့ အဲဒီသူ့ရဲ့ဉာဏ်ထုံးမတက်ဘူးပေါ့နော်စပီမတက်ဘူးပေါ့ဒီပေါ်မူတည်ပြီးတော့မှအဲဒီ ABS ဆန်စာပြတ်တာလားဘယ်ပိုင်းကဖြစ်တာလဲကျိုးပြတ်တာလားပေါ့ကျိုးကားလေးဆိုလို့ရှိရင်ကားနောက်ကအဲ ABS ဘိုင်းဒီကျိုးလိုင်းနေခဏခဏပြတ်တယ်အဲ့ဒါကဘာဖြစ်လဲဆိုတော့အိမ်မှာအကျောင်းအိမ်မွေးအဲဒီခွေးလေးတွေမွေးထားတယ်အိမ်မှာခွေးလေးတွေကဒီကောက်ထဲဝင်နေကြိုက်ဖြတ်တယ်အဲအကျောင်း ABS မီလင်းလာမျိုးတွေရှိတယ်ခါကြရင်ကားရန်လာတဲ့နေရာမှာအဲကျွန်တော်တို့ဘာရှိမလဲဒီကြွက်တွေရှိမယ်အဲ့ဒီကနေကြွက်တွေဝင်ကြိုက်လို့ ABF စံစာပိုင်းအလုံးမလုံးတဲ့ပြဿနာမျိုးတွေပေါ့ဗျာနော်ဒါတွေကတော့အဖြစ်များတဲ့ပြစ်ချက်တွေပါဒါကြောင့်ဖြစ်တယ်လို့ဆိုတာမဟုတ်ဘူးဒါကြောင့် ABM လင်းပြီဆိုရင်တော့ ABS စနစ်ကလုံးဝအလုံးမလုံးဘူးအဲ့ဒီအတွက်ကျွန်တော်အနေနဲ့မလုပ်ရမလဲဆိုတော့အဲဒီ diagnostic scanner ထိုးပြီးတော့မှဘယ်ပိုင်းကဖြစ်တာလဲဆိုတာစစ်ဆေးစီခြင်းပါတယ်ပုံမှန်ဆိုရင်တော့ ABF ဘိုင်းကပြက်ခဲတယ်ဗျပြက်ခဲတယ်ဒီမှာပါပါတယ်အဲ့တော့ကျွန်တော် ABF ဘိုင်းမှာပြစ်ချက်တစ်ခုကအမြဲတမ်းဘာကြောင့်ဖြစ်တယ်လဲဆိုတော့အဲကျွန်တော်ဒါလေးကိုပြန်ပြီးတော့မျှဝေချင်တာပါကျွန်တော်ဒါဆိုလို့ရှိရင်ဒါ brace ပေါ့နော် ရေးစီဆိုလို့ရှိရင်ဒီနေရာမှာဗာပြောထားလဲဆိုတော့ .3 လို့ရေးထားတယ်ကျွန်တော်လက်မှတ်ထိပ်မှာပေါ့နော် DOD3 ပေါ့ဗျာနော် .3 လို့ရေးထားပါတယ်အချို့ကားတွေမှာဆိုရင် .3 တို့ .4 တို့ပေါ့ဗျာနော်ထည့်လို့ရတယ်အဲ့တော့ .4 သုံးတဲ့ကားမှာ .3 သွားသုံးလို့မရပါဘူးအဲ DOD2 DOD3 DOD4 DOD5 အစားရှိတွေဖြင့်5.1တို့4.1တို့ plat တို့ပေါ့ဗျာနော်အစားရှိတွေရှိပါတယ်အဲ့တော့သူကကဏ္ဍမြင့်သွားရင်ဥပမာ DOD4 သုံးထားတဲ့ကားကို DOD5 သုံးလို့ရတယ် purify သုံးတဲ့ကားကို4သုံးလို့မရဘူး4သုံးတဲ့ကားကို3သုံးလို့မရဘူး3သုံးတဲ့ကားကို2သုံးလို့မရဘူးနှိမ့်တဲ့ကောင်သုံးလို့မရဘူးမြင်းတဲ့ကောင်သုံးလို့ရတယ်နံပါတ်2ဒါသုံးလို့ရတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဒီ brake C ပေါ့နော် dot 3ဆိုရင် dot 3ထည့်ပေးရအဲ့ဒီနေရာမှာ brake C ကိုပုံမှန်လဲလှယ်ပေးဖို့လိုအပ်တယ်အဲ့ဒါတော်တော်များများပေါ့နော် brake C နဲ့ပတ်သက်ပြီးတော့မလဲကြတဲ့မလဲကြတဲ့ပြဿနာကျွန်တော်တော်တော်များများကြုံတွေ့ရတယ်ပေါ့နော်အဲ့ကျွန်တော်ဒီ brake C နဲ့ပတ်သက်ပြီးတော့တချို့ကကိုအော်ဒနန်တွေးကြတယ် အဲကျွန်တော်ဒါဒီပိုင်းလေးကျွန်တော်မျှဝေချင်တာပေါ့နော် break sea ကဆိုလို့ရှိရင်အဲကျွန်တော်ပုံမှန်ပေါ့နော်ကီလို4000ပဲပြီးတယ် break sea ကကီလို4000ပြီးတော့ဒီနှစ်နေနဲ့ဆိုရင်နှစ်နှစ်ပေါ့နော်2 year ပေါ့နှစ်နှစ်အရင်ပြည်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ကီလို4000အရင်ပြည်တာပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဒါ break sea လဲဖို့အတွက်အကြံပြုပါတယ် break sea break sea မလဲရင်ဘာတွေဖြစ်လာမလဲနောက်ဆက်တွဲပေါ့နော် break sea မလဲတဲ့အခါမှာနောက်ဆက်တွဲအနေနဲ့ကျွန်တော်တို့ဘာပြဿနာမျိုးတွေကြုံတွေ့ရမလဲဆိုတော့ ဒီ brace ကရင်ဝဲဆုပ်ယူမှုအားအရန်ကောင်းပါတယ်အဲ့တော့ရင်ဝဲဆုပ်ယူမှုအားအရန်ကောင်းတဲ့အတွက် brace တွေကိုရင်ဝဲဝင်သွားခဲ့ရင်ဘာဖြစ်မလဲဆိုတော့အဲ့ဒီကနေနောက်ဆက်တွဲ brake brake ကဒီအဲပေါ့နော်နည်းနည်းလေးပူပြီးဆိုတာနဲ့ brake ပျောက်တဲ့ပြဿနာ brake short တဲ့ပြဿနာတွေကြုံတွေ့ရတယ်ဒါအပြင်ပေါ့နော်ဒီ brake line ထဲမှာပေါ့သူကစူပွက်လာတာဖြစ်တဲ့အတွက်အဲပလုံစီတွေထပြီးတော့ကျွန်တော်တို့လေကိုတဲ့ပုံစံမျိုးဖြစ်ပြီးတော့ brake မြင်လိုက်ရင် brake က short ထွက်သွားတယ် အဲ့လိုပုံစံမျိုးနဲ့ break ပြောက်တဲ့ကြံစည်မျိုးတွေကြုံတွေ့ရတာဖြစ်တဲ့အတွက်အကြောင်း break စီတွေကိုပုံမှန်လဲစေခြင်းပါတယ်မိတ်ဆွေတို့အနေနဲ့တာဝန်တောင်တဲ့အဲတုံးနေတဲ့ကားတွေဆိုရင်တွေ့ဘူးမှာပါတာဝန်နည်းနည်းတော့တက်ပြီးသွားတဲ့အခါမှာဘာလို့လဲဆိုတော့ကားဘိန်းတွေကိုရေလောင်းနေဒါဆိုလို့ရှိရင် brake drum တွေ brake rotor တွေရဲ့အပူချိန်ကို short ချပေးတာ short ချခြင်းအပြင်ဘာဖြစ်လဲဆိုတော့ brake စီရဲ့အပူချိန်ကို short ချပြီးတော့ brake ပြန်မိအောင်လုပ်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီ brake ပြောက်တဲ့ပြဿနာတွေကျွန်တော်တို့ဒီ nepe မှာတော်တော်များများကြုံတွေ့ရတယ်အဲ့ဒီပြဿနာက ရိတ်စီပုံမှန်မလဲတာကြောင့်လည်းဖြစ်ပါတယ်ဗောနော်ဒါအပြင်ကျွန်တော်တို့ dot 3တုံးရမယ့်နေရာမှာ dot 2တုံးနဲ့ dot 2ကတော့တိတ်တော့မရှိတော့ဘူးဗောနော် dot 4တုံးရမယ့်အကားမှာ dot 3တုံးနဲ့ပြဿနာတွေတော်တော်များကြုံတွေ့ရတယ်အဲချိုကားလေးဆိုလို့ရှိရင် dot 4တုံးရမယ့်ဆိုရင်မှာ dot 3တုံးတဲ့အကားမှာဘာဖြစ်လာလဲဆိုတော့ ABM တွေလင်းလာတာမျိုးတွေကျွန်တော်တို့ကြုံတွေ့ရပါတယ်ဒါကြောင့်ဗောနော်မိတ်ဆွေတို့အနေနဲ့ break ကိုသေချာဂရုစိုက်ပြီးတော့စစ်ဆေးစေခြင်းပါတယ် break ပုံမှန်လဲလှယ်စေခြင်းပါတယ်အဲ့တော့ break ကြီးမလဲတဲ့နောက်ဆက်တွဲပြစ်ချက်က ABS only ABS ကကျွန်တော်မော်တာပါတယ် ဆူလိုလိုက်တွေပါတယ်အဲ့ဒီမှာ brake seat ထဲမှာပါတဲ့တတန်းကြာသွားရင်ပေါ့နော် brake seat ကရင်ငွေးဆုပ်ယူမှုအရန်ကောင်းတဲ့အတွက် brake seat ထဲကရင်ငွေးတွေက ABI ရဲ့ motor တွေ ABI ရဲ့ slow light တွေကိုမြန်မြန်ဆန်ဆန်ပျက်စီးစေတယ်ဒါကြောင့်အဲဒီ brake seat တဘူးမှာဘလောက်မှမရှိတဲ့အားကိုကျွန်တော်ကမလဲပန်းတဲ့ဒီတိုင်းပေပြီးသုံးနေရင်နောက်ဆက်တွဲအနေနဲ့ ABI လိုမျိုးအုံနေ ABI လိုမျိုး motor တွေ ABI လိုမျိုး slow light တွေပြစ်ချက်ဖြစ်တဲ့အခါမှာအဲကုန်ကျစရိတ်အရန်များတယ်ပေါ့ဗျာနော်ဒါကြောင့်ပဲကျွန်တော်ဒါ ီဗီယန်နဲ့ပတ်သက်တဲ့အပိုင်းကိုမျှဝေရင်းနဲ့ break sheet ကဘယ်လောက်ထိအရေးကြီးလဲဆိုတာလေးကိုမိတ်ဆွေတို့ကိုဒီနေ့ live မှာဘူဒ္ဓပြေမျှဝေဆွေးနွေးကြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော် car break စနစ်ဆိုတာကကားတစ်စီးရဲ့ဘေးကင်းလုံခြုံမှုအတွက်အရန်အရေးကြီးတယ်ကျွန်တော်တို့ကားတစ်စီးပုံမှန် live ပါစီးနေလာတဲ့အတွက်ကကားမောင်းသူဘလောက်ပဲကြွံ့ကြွံ့ brake မိဖို့လိုအပ်တယ်ပေါ့နော် brake မမိရင်ကျွန်တော်တော်တော်လေးခက်ခဲတဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ဒါကြောင့်ကားကားတွေမှာ brake စနစ်ကိုပုံမှန်စစ်ဆေးဖို့လိုအပ်တယ် brake pad တွေ brake shoe တွေပုံမှန်စစ်ဆေးမယ်ဒီ brake pad တွေကတတ်မှတ်တဲ့အထူအောက်ကျသွားရင်လဲစီခြင်းနဲ့ brake shoe တွေတတ်မှတ်ထူအောက်ကျသွားရင်လဲစီခြင်းနဲ့ brake အဲ့လိုမျိုးမလဲရင်ဘာဖြစ်မလဲဆိုတော့ brake rotor တွေအစားမညီတာမျိုးတွေအစေးရာတွေထင်သွားတာမျိုးဆိုလို့ရှိရင် နောက်ဆက်တွဲအနေနဲ့ဆိုးကျိုးတွေအများကြီးပဲဖြစ်စေနိုင်ပါတယ်ဒါကြောင့်ပေါ့နော်ဒီနေ့ live မှာ brake နဲ့ပတ်သက်တဲ့အရေးကြီးတဲ့အပိုင်းလေးကိုကျွန်တော်မျှဝေဆွေးနွေးတာဖြစ်ပါတယ်နောက်ပိုင်းကားတွေမှာအကုန်လုံးဒီပါကတော့ EBS စနစ်ကိုသုံးထားတာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အဲမိတ်ဆွေတို့ရဲ့ကားမှာ ် ABS စနစ်ကိုတုံးထားတာတော့တေချာသလောက်ဖြစ်နေတယ်အဲ့ဒီတော့ကျွန်တော်တို့ brake ကိုပုံမှန်စစ်စစ်လဲလှယ်ပေးသင့်ပါတယ်ကားတစ်စီးက brake စနစ်ဘလောက်ပဲကောင်းကောင်းအရင်ကြီးအချိန်ညစ်နေဆိုရင်တော့ ABS ပဲပါပါမပါပါပေါ့နော် brake စနစ်ဘလောက်ပဲကောင်းကောင်း accident ကတော့ဖြစ်နိုင်တယ်ဒါကြောင့်ပေါ့နော်ကားတွေကအချိန်ကတော့တေချာဂယုစိုက်မှရမယ်ပေါ့နော်တအားအချိန်များတယ်ဆိုလို့ရှိရင်နောက်ဆက်တွဲကဆိုဂျိုးကကိုပဲခံစားရတာဖြစ်တဲ့အတွက် reasoning နဲ့ပတ်သက်ပြီးတော့လည်းပုံမှန်စစ်စီရမှာဖြစ်လို့ကားမောင်းတဲ့အခါမှာလည်းမိတ်ဆွေတို့ညီကိုတို့အနေနဲ့ view site စီခြင်းနဲ့ဆိုတာလေးကိုတော့ကျွန်တော်ဒါအကြံပြုတာဖြစ်ပါတယ်အရန်ပူရင်းတဲ့အချိန်မှာ brake ကားဘေးကလည်း brake ကလည်းပူနေတယ် brake ဆီကလည်းနည်းနည်းအပူဒဏ်မခံနိုင်တော့တဲ့အနေအထားမှာစူပွက်မယ်ဆိုရင် brake short တဲ့ပြဿနာတွေပိုပြီးတော့ကြုံနိုင်တယ်ဒါပြင်ကျွန်တော်တို့ဒီတောင်ကုန်းတောင်တက်သွားနေတဲ့ကားတွေမှာဆိုလို့ရှိရင်ပြမရည်သူတအားပူတဲ့အခါမှာနောက်ဆက်တွဲအနေနဲ့ ဒီ break စနစ်အဲက break short ရဲ့ပြဿနာမျိုးတွေလည်းကြုံတွေ့နိုင်တာဖြစ်တဲ့အတွက်ဒါလေးလည်းမိတ်ဆွေတို့အနေနဲ့သိထားလေး view size စီချင်တယ်ဆိုတာကိုဒီနေ့ live မှာမိတ်ဆွေတို့ကိုဗူဒါပြင်းမျှဝေဆွေးနွေးကြတာဖြစ်ပါတယ်ခင်ဗျအကျဉ်းချုပ်အများကြီးတင်ပါတယ်အဲဆိုရင်တော့ဒီနေ့ live မှာမှတ်ထားတဲ့ comment တွေကိုပြန်ပြီးပါအောင်မယ်ခင်ဗျဟုတ်ကဲ့ဦးစိန်မောင်ဝင်းမင်္ဂလာပါခင်ဗျဗုဒ္ဓရည်ရပါတယ်ကျေးဇူးပါဟုတ်ကဲ့ပါခင်ဗျအခုလိုအားပေးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဒန်နီယယ်ဝင်းအားပေးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျအကူညီညီမင်္ဂလာပါခင်ဗျအားပေးတာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီနေ့ live မှာကတော့ EBN နဲ့ပတ်သက်တဲ့အပိုင်းလေးကို မိတ်ဆွေတို့ကိုဘုရားပြည့်မြတ်ဝေဆွေးနေတာဖြစ်ပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုတော့ဒီနေ့ live လေးကိုလောင်းနေပဲရန်သားဝင်ပြူပါခင်ဗျဒီနေ့ live မှာ comment မဲ့ media တယောက်ကြည့်နေတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ live ကိုဆက်မြောက်ကြည့်ရှုအားပေးကြတဲ့မိတ်ဆွေတယောက်ကြည့်နေတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel ကိုဝင်ရောက်အားပေးကြတဲ့မိတ်ဆွေတယောက်ကြည့်နေတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ